အဖွားဖြစ်သူမဆုံးခင်က ဖုန်းဆက်လာတာကိုဂိမ်းဆော့နေလို့စကားကောင်းကောင်းပြန်မပြောဖြစ်လိုက်တာကိုများစွာစိတ်မကောင်းဖြစ်နေတဲ့တယောက်ဆောင်ရီရီပွင့်ဖြူရဲ့တူမာလေးဆုလက်ရတနာမင်္ဂလာပါပရိသတ်ကြီးရှင်ဇက်ပူတယောက်ဆောင်ဒေါခင်တန်ဝင်းဆိုတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကအနုပညာလောကမှာဇက်ပူဆက်ရံတရားအနေနဲ့ပရိသတ်တွေအားလုံးသိရှိပြီးသားသူတယောက်ဖြစ်ပါတယ်တယောက်ဆောင်ဒေါခင်တန်ဝင်းဟာအနုပညာမျိုးဆက်အနေနဲ့ တမင်းဖြစ်သူရီရီပွင့်ဖြူကိုအနုပညာလောကတွေကိုခေါ်လာခဲ့ပေးမယ်။ရီရီပွင့်ဖြူကမင်းသမီးတယောက်အနေနဲ့ပရိသတ်တွေလူတီနေခဲ့ပြီးတယောက်ဆောင်နန္နာလိုင်ရဲ့မောင်ဖြစ်သူစိန်ဖြိုးလိုင်နဲ့အိမ်အောင်ကြပြီးနောက်ပိုင်းမှာတော့ဘလော့ဂါတယောက်အနေနဲ့ပုံမအောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ်။တယောက်ဆောင်ထောက်ခင်တန်ဝင်းရဲ့မြင်းမာလေးဖြစ်သူဆုလက်ယတနာကလည်းအနုပညာမျိုးရိုးပါလာသူတယောက်အနေနဲ့အနုပညာမှာယူသူလွန်သူဖြစ်ပြီးအခုလက်ရှိမှာလည်းအနုပညာလှူရှားမှုတွေစတိုက်လောက်ကင်လာခဲ့သူဖြစ်ပါတယ်။ မနေ့ကမေလ24ရက်နေ့မှာတော့ဇပိုသေးဆောင်ဒေါခင်တန်ဝင်းဟာသွေးရောယောဂါနဲ့ကွဲလွန်သွားခဲ့ရတယ်လို့တမိဖြစ်သူရည်ရည်ပွင့်ဖြူကပြည်သက်တွေကိုအတိပေးလာခဲ့တာဖြစ်ပါတယ်။တေယုဆောင်ဒေါခင်တန်ဝင်းဟာတမိနှစ်ယောက်ရှိပေမဲ့တမိတွေတမတ်တွေနဲ့အတူတူမနေပဲတိုက်ခန်းမှာတယောက်တည်းနေထိုင်သူလည်းဖြစ်ပါတယ်။ဒေါခင်တန်ဝင်းကမဆုံးခင်အချိန်တုန်းကညီမလေးဆုလက်ယတနာစီကို ဖုံးဆက်ခဲ့တာဖြစ်ပြီးဆုလက်ကတော့ဂိမ်းစော့နေတာကြောင့် အဖအဖြစ်သူကိုစကားကောင်းကောင်းပြန်မပြောလိုက်မိဘူးလို့နောင်နာရစွာနဲ့ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။သူမကဖွားဖွားဆုံးသွားပါတယ်။မနက်ဖြန်တွေ့မှမို့မြေးလေးကြိုက်တဲ့စသားချက်ထားပေးမယ်တယ်။မင်းညာကအဖွားဖုံးဆက်တဲ့အချိန်မှာဂိမ်းဆော့နေလို့ဖုန်းတော်ကောင်းကောင်းမပြောပေးလိုက်မိဘူး။ရေခဲတစ်တာထဲမှာစသားဘူးအစိမ့်လေးဟုဆိုကောင်စိတ်မကောင်းစွာနဲ့ပြောပြထားတာလည်းဖြစ်ပါတယ်။ဒေါခင်တန်ဝင်းရဲ့မိမလေးဖြစ်သူဆုလက်ယတနာကတော့ သူမကိုယ်တိုင်ကလည်း blog video အတိုးလေးတွေဇလန်းထွင်ရိုက်ကူးလျက်ရှိတာဖြစ်ပြီးသူမရဲ့ဇလန်းထဲမှာအဖွားနေရာလိုအပ်တာရှိရင်လည်းဒေါခင်တန်ဝင်းကိုတရုတ်ဆောင်စီခဲ့တာဖြစ်ပါတယ်။အမြဲတမ်းမြေးဖွားနေအောင်ပျော်ပျော်ရွှင်ရွှင် blog တွေရိုက်ကူးခဲ့ပြီးအခုချိန်မှာတော့အဖွားဖြစ်သူကကွယ်လွန်သွားခဲ့ပြီးအဖွားနဲ့နောက်ဆုံးအနေနဲ့ဖုန်းပြောခဲ့တဲ့အချိန်မှာတော့ဂယုမဆိုင်ခဲ့မိလို့စူးလက်ယတနာကတော့နောက်တာကြီးစွာရနေတာလည်းဖြစ်ပါတယ်။